ီလာမကြိုးစိုးပါရရှင်ဒီနေ့အန်စာတော်မှုလုံနီးလေးကိုလွယ်ကူဆုံးနီးလေးနဲ့လုတ်ပြပေးပါမယ်ရှင်လုံနီးလေးကလည်းအရန်ကိုလွယ်ကူပါရနော်ဟုတ်သားလေးကလည်းဒီမှာအီအီလေးနဲ့အထဲကပဲယိုရတာလေးနဲ့ဆိုတော့အရန်ကိုစားကောင်းပါရရှင် ဖဲယိုလေးထိုးဖို့အတွက်ကိုကလဲပဲ30သားကိုဒီမှာနူးအောင်လို့ပြုတ်ပေးပါမယ်နော်အခုလိုရေလေးကမ်းပြီးတော့ပဲလေးတွေက နူးလာပြီဆိုရင်တော့ရပါပြီသူ့ကိုမကတော့ထောင်းပေးထားတယ်ထောင်းပေးပြီးတော့ရိုထိုးမဲ့အိုးတဲကိုတစ်ခါတည်းထည့်ပေးပါတယ်ကြားကိုတော့ဒီမှာငါးချက်သားသုံးပေးထားပါတယ်စားလေးအနည်းငယ်ထည့်ပါတယ်ရှင် ီးတာနဲ့မီးလေးလက်လက်ကလေးဖွင့်ပြီးတော့စပြီးတော့ရုတ်ထိုးပါမယ်နော်။တခြားရည်လေးတွေပျော်လာပြီဆိုရင်ပဲလေးတွေကိုထိုက်အောင်လေးတွေမှုပေးပါမယ်ရှင်။ဟောဘက်စီထမင်းစားစွန်းနဲ့တစွန်းထည့်ပါရတယ်။ရိုးရိုးစီကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါရတယ်နော်။ပဲလေးကရေတွေကုန်မှပဲစီထည့်ပေးပါနော်။နောက်မို့ဆိုရင်လက်ကိုစင်တတ်ပါရရှင်။ ခုလိုနေထားလေးရောက်ပြီဆိုရင်တော့ဖယုံယိုလေးအနေငယ်ထည့်ပါရယ်ပဲယိုထဲမှာရတာလေးရှိအောင်လို့ထည့်ထားဖြစ်ပါရယ်ရှင်ပဲယိုအယောင်လေးလှဖို့အတွက်ကိုဒါကတော့ဓာတ်ပေါက်ဆိုးစေအနေငယ်လေးထည့်ပါရယ်နော်အခုလိုရေလေးတွေလည်းခန်းလာပြီးစီကလည်းပဲထဲမှာတသားထဲဖြစ်သွားပြီးခုလိုတလုံးတစ်ထွေးထဲဖြစ်သွားပြီဆိုရင်တော့ပဲယိုလေးရပါပြီရှင်ဒါဆိုရင်မီးလေးပိတ်ပြီးတော့သူ့ကိုခဏအေးခံပေးထားမယ်နော် ။ကြကြားရေလေးကြိုပေးပါမယ်ရှင်။ကြကြားကိုထမင်းစားစွန်းနဲ့လေးစွန်း၊ရေကိုထမင်းစားစွန်းနဲ့လေးစွန်းထည့်ပြီးတော့မီးလေးနှင်းငယ်နဲ့ကြိုပေးပါမယ်။ကြကြားလေးတွေပျော်သွားပြီဆိုရင်တော့မီးလေးပိတ်ပြီးတော့အေးခံပေးထားပါမယ်။ကြကြားရေကတော့ဂျုံနယ်တဲ့ထဲကိုထည့်ဖို့အတွက်ဖြစ်ပါတယ်ရှင်။အခုဆိုရင်တော့ဂျုံလေးစပြီးတော့နေပါမယ်နော်။ဂျုံကိုတော့ဒီမှာအမားကနိုးစီဘူးနဲ့တဘူးခွဲသုံးပါလေ။ဂျုံကိုလည်းထွေထွေသုံးဂျုံကိုပဲသုံးပါတယ်နော်။ ပြည့်ရဲ့ဂျုံလေးတွေကိုချဲပေးမယ်သူ့ရဲ့ထဲကို drinking powder လက်ဖက်စားစွန်းနဲ့တစွန်းခွဲထည့်ပါတယ်ပြည့်ရဲ့ကျဲဥတလုံးထည့်ပေးပါမယ်ရှင်ကျဲဥလေးထည့်ပြီးပြီဆိုတာနဲ့ဂျုံလေးနဲ့နှံ့သွားအောင်လို့တစ်ချက်နေပေးမယ်နော်သစနာအေးခံထားတဲ့တကြားရည်လေးထည့်ပါမယ်တကြားရည်ကို ပထမ6ဆွန်းအရင်ထည့်ပါတယ်နော်ပြီးရင်ဂျုံနေရင်းနဲ့လိုရင်လိုသလိုထည့်ပေးသွားမှာဖြစ်ပါတယ်ရိုးရိုးစီထည့်ပါတယ်ရှင် စီကိုတော့ထမင်းစားစွန်းနဲ့၄ဆွန်းစာအရင်ထည့်ပါတယ်နော် အားလုံးကိုတမသွားအောင်လို့မှွေပေးပါမယ်။ပြီးတာနဲ့လက်လေးနဲ့ပဲနော်အားရပါရနေပေးပါမယ်ရှင်။ဂျုံသားလေးကဣနေရမှာဖြစ်ပါတယ်နော်။ဂျုံနေရင်းနဲ့လိုတဲ့အတွက်ကြောင့်ဒီမှာတကြားရည်လေးနောက်ထပ်အမင်းစားစွန်းနဲ့နှစ်စွန်းစာထည့်ပါရရှင်။စုစုပေါင်းဆိုရင်နော်တကြားရည်က၈စွန်းထည့်တယ်။စီကို၆စွန်းစာထည့်ပါရရှင်။ပြီးရင်ဂျုံသားလေးတွေကနေရင်းနဲ့ကတ်တယ်ဆိုရင်ဂျုံမုံလေးတွေဖြူဖြူပြီးတော့နေပေးပါနော်။ ခုလိုမျိုးလေးနေပေးပါရှင်။ကျုံသားလေးချောမွေ့ပြီးတော့နူးညံ့သွားတဲ့အထိနေပေးရမှာဖြစ်ပါတယ်။အခုဆိုရင်တော့ဂျုံလေးကချောချောမွတ်မွတ်လေးဖြစ်သွားပြီเนาะဒါဆိုရင်မုတ်ထဲမှာထဲတဲ့အမွှေးစီလေးဗန်နီလာလေးအနည်းငယ်ထည့်တယ်ထည့်ပြီးတာနဲ့သမတော်အောင်နေပေးမယ်ပြီးရင်ဂျုံလေးကိုခဏနှက်ပေးထားပါမယ်ရှင်ဆောနာအေးခံထားတဲ့ပဲယိုလေးတွေကို လုံးပေးပါမယ်ပဲယိုလေးကိုလည်း15လုံးစာဒီမှာလုံးပေးပါမယ်เนาะ အခုအမပြောတဲ့အညွန်တိုင်းလေးဆိုရင် မုတ်က15ခုစာလောက်ရပါတယ်ရှင်။ကပဲလေးလုံးပြီးပြီဆိုတော့စွမ်းနာနှက်ထားတဲ့ဂျုံလေးကိုယူပါမယ်။ဂျုံမုတ်လေးဖြူပြီးတော့နှက်ထားတဲ့ဂျုံလေးကိုထည့်ပါမယ်နော်။ဂျုံကိုလည်းဒီမှာအနားလောက်နေပေးမယ်။မဂျုံသားလေးကဒီမှာနော်အခုလိုအီးအီးလေးဖြစ်နေရပါမယ်ရှင်။ ။ဒီဂျုံကိုလည်း15ခုစာဒီမှာတိဖြတ်ပါမယ်။အခုလောက်ပြတဲ့အန်စာတုံးမဟုတ်လို့နီးလေးကအလွယ်ကူဆုံးနီးလေးကိုလောက်ပြပေးထားပါတယ်ရှင်။သူ့ရဲ့အရသာလေးကလည်းတအားကိုစားကောင်းပါတယ်နော်။ဒီဂျုံလေးတွေတိဖြတ်ပြီးပြီဆိုတာနဲ့သူ့ကို15လုံးစာလုံးပေးထားပါမယ်။ဒီဂျုံမုံလေးလည်းငယ်ဖြူမယ်။ဒီလုံးထားတဲ့ဂျုံလေးတစ်ခုကိုယူပါမယ်နော်။အခုလိုပြန်ပေးပြီးပြီဆိုတာနဲ့စောနာထိုးထားတဲ့ပဲယိုလေးကိုထည့်ပြီးတော့အစာသွပ်ပါမယ်ရှင်။ အခုလိုမျိုးလေးပါရှင်အရန်ကိုလွဲကူပါတယ်နော်ကျန်တဲ့ဂျုံလုံးလေးတွေကိုလည်းဒီနေ့တိုင်းလေးပဲလုပ်ပေးပါနော်အခုဆိုရင်တော့မုတ်လေးကိုပုံစံခွက်လေးတဲကိုထည့်ပြီးတော့ပုံဖော်ပါမယ်ရှင်မအတော့အစင်ပြေတာလေးနဲ့ပဲလုပ်ပေးပါတယ်နော်အခုလိုမျိုးလေးဆိုရင်တော့ဒီမှာအန်စာတော့မုတ်ပုံစံလေးရပြီပေါ့နော်ကဲမုတ်လေးတွေရပြီဆိုတော့သူ့ကိုမမကတ်အိုးတဲ့ကိုမမတို့ထည့်ပြီးတော့ပုတ်ပေးมาဖြစ်ပါတယ် အိုးလေးတဲကိုစီလေးအနေငယ်တုပ်ပေးပါမယ်နော်မိကိုလည်းအနည်းဆုံးလေးနဲ့အမားတို့ဖောက်ပေးရမှာဖြစ်ပါတယ်နောက်မို့ဆိုရင်မုတ်သားလေးတွေကတူးသွားတတ်ပါတယ်နော်ပေါ်ကနေစီလေးတွေဆွတ်ဆွတ်ပေးမယ်ပြီးရင်နှစ်ခါလောက်လှည့်ပေးမယ်နော်အခုလိုမျိုးလေးလှည့်ပေးပါမယ်ရှင်အမုတ်သားလေးကလည်းအရန်ကိုစားကျင်စရာလေးပါရှင်အနံ့လေးကလည်းထောပန်းနံ့လေးနဲ့ဆိုတော့ညံကိုစားကောင်းပါတယ်နော်ကဲဒီမှာခုဆိုရင်နော်အစားတော်မုတ်လေးရပြီနော်ကြံတဲ့မုတ်လေးတွေကိုလည်းဒီနည်းတိုင်းလေးပဲဖောက်ပေးပါနော် အခုဆိုရင်တော့ရန်ကုန်စားကောင်းပြီးရတာရှိတယ်အစားတုံးမဟုတ်လေရပါပြီရှင်။